တကယ်တကယ်တမ်းအခြေအနေမှာပေါ့နော်တုတေသနာပြုချက်တွေအများဆိုရင်တဲ့ဒီငလင်လုံနေတဲ့အချိန်မှာအပြင်ကို ထွက်ပြေးတဲ့သူတွေက အထီးအခိုက်အများဆုံးအသေးအကြည့်အများဆုံးလို့ပြောတယ်။သူကဘာဖြစ်လို့လဲဆိုတော့အဆောက်အဦတစ်ခုထဲမှာဟိုငလင်လုံပြီဆိုရင်ဒီအဆောက်အဦပြိုကျနိုင်ချေရာဂိုင်နှုံးထက်စာရင်ဒီနေရာပေါ်မှာရှိတဲ့ပစ္စည်းတွေအောက်ကိုပြုတ်ကျတာပြီးရင် မှန်တကားတွေကနေပြီးတော့မှန်နေကွဲပြီးတော့အောက်ကိုပြုတ်ကြတာအရန်ကိုလေးတဲ့ပစ္စည်းတွေကအပေါ်ကနေအောက်ဆုံးကိုပြုတ်ကြတာဒါမျိုးတွေအဖြစ်များတယ်ပေါ့နော်အဲ့တော့ငလင်အားပြင်းလေးလေးလေးတဲ့အရာဝတ္ထုတွေကအပေါ်ကနေရုတ်တရက်အောက်ကိုပစ်ပြုတ်ကြနိုင်တယ်ပေါ့နော်အကယ်၍ကျွန်တော်တို့ကငလင်အရန်လှုပ်နေတဲ့အချိန်မှာအထက်မြင့်တိုက်တွေကနေအောက်ကိုပြေးဆင်းမယ်ဆိုရင်အဲ့ဒီအချိန်မှာဖြစ်နိုင်ခြေအများဆုံးက လေးလံတဲ့အရာတခုခုကကိုယ်ပေါ်ကိုကြနိုင်ချေပုံများတယ်လို့တုတေနာပြုချက်တွေကပို့ပြီးတော့တွေ့ရတာပေါ့နော်ဆိုလိုတာကအင်အားကြီးငလျင်လှုပ်တဲ့အခါကြတိုင်းမှာအဆောက်အဦပြိုကျပြီးတော့တိတ်ဆုံးတာထက်ဆိုင်ရင်ထွက်ပြေးလို့တိတ်ဆုံးတဲ့သူကပို့များတယ်ထွက်ပြေးလို့အထီအခိုက်ဒဏ်ရာရတဲ့သူထွက်ပြေးလို့ခြေကျိုးလက်ကျိုးတာကပို့များတယ်လို့တုတေနာပြုချက်တွေကတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီအဆောက်အဦထဲမှာအသေးခံရမှာလား အဲသူတို့တွေးရှိချက်အရာငလင်လောက်တိုင်းအဆောက်အဦတွေပြိုကျတာမဟုတ်ဘူးပြိုကျတဲ့အဆောက်အဦတွေဆိုတာကအခုလက်ရှိစောက်လုံစဲအဆောက်အဦတွေပေါ့နော်ဥမာထိုင်းနိုင်ငံမှာ ပြိုကျသွားတဲ့ဒီအထက်မြင့်တိုက်ကြီးဆိုရင်ဒါအခုမှစောက်နေတာမပြီးသေးဘူးပေါ့နော်အဲ့လိုမျိုးအဆောက်အဦတွေကပြိုကျနိုင်ရှိရှိရယ်ပြီးရင်အရေးအတွေးမမီတဲ့အထက်မြင့်တိုက်တွေပေါ့နော်ကျွန်တော်မြန်မာပြည်မှာတော့တချို့တိုက်တွေပါကောင်းပါနိုင်တယ်အဲ့လိုမျိုးတိုက်တွေဆိုရင်တော့ပြိုကျနိုင်တယ် ဲ့လိုမှမဟုတ်ပဲနဲ့ခခိုင်မမာစောက်ထားတဲ့တိုက်တွေဆိုရင်တော့ခုနကကျွန်တော်ပြောလို့ပေါ့နော်အယမ်းငလင်လုံးနိုင်လို့ငလင်တွေအယမ်းလှုပ်လာလို့အောက်ကိုဆင်းပြေးတဲ့ခါကျမှပဲပစ္စည်းတစ်ခုပြုတ်ကျပြီးတော့တိခိုက်တန်ရရတာအသက်ဆုံးရှုံးတာတွေကပို့ပြီးတော့ဖြစ်နေတယ်။ကဲရေကျွန်တော်တို့ကမြေကြီးထက်မှမဟုတ်ဘောနော်။အပြင်ကိုအလွယ်တကူပြေးထွက်လို့ရတဲ့နေရာမှာမရှိနေဘူးဆိုရင်ကျွန်တော်တို့ကဒီအထက်မြင့်နေမှာရောက်နေတယ်ဆိုရင်လုံလုံလို့ရမယ်ဒီလမ်းက ဝက်ချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမှာပေါ့နော် drop ကပါ hole ခေါ်တယ်အဲ drop ဆိုတာကကိုကိုကိုချက်ချင်းမတည့်ရနေတာဖြစ်ဖြစ်ထိုင်တာပဲဖြစ်ဖြစ်ချက်ချင်းကြမ်းမြေမော်ကိုဒီလေးဘက်ထောက်ချလိုက်ပါတော့ဒါတဒောင်စစ်နှစ်ဖက်ရဲ့ဒူးနှစ်ဖက်ရဲ့ချက်ချင်းလေးဘက်ထောက်ချလိုက်အဲ့ဒီမှာအဲ့ဒါကို drop လို့ခေါ်တော့ပါတော့ဒါဝက်ချလိုက်လို့ ေါ်တယ်ဗောနော်ပြီးတော့ကျွန်တော်တို့လက်တစ်ဖက်နဲ့ကျွန်တော်တို့ခေါင်းနဲ့လက်ဘင်းကို အကအကွယ်အနေနဲ့ယူထားပါလို့ပြောတယ်ဗောနော်ဒါကိုကာဗာလုပ်တယ်လို့ပြောတယ်ဗောနော်နောက်တစ်ခုကစုပ်ကင်ထားဗောနော်စုပ်ကင်ထားဆိုတာကကိုယ်ဘေးပတ်ချလည်နာမှာစပွဲတစ်ခုရှိတယ်ဆိုရင်အဲ့ဒီစပွဲအောက်ကိုတက်နိုင်နေမြတွားတွားပြီးတော့တက်နိုင်နေမြရွေ့တွားပြီးတော့ဒီစပွဲရဲ့ဒီတိုင်ကိုကင်ထားဖို့လိုတယ်ဗောနော်အဲ့ဒါကိုဟိုးအုံလို့ခေါ်တယ်အကယ်၍ ကိုဗီနာပတ်ဝန်းကျင်မှာစပွဲတွေပါနေမရှိဘူးဆိုရင်တော့ဒီချမ်းမြင့်မှာပဲကိုကကျွန်တော်တို့ရဲ့ခေါင်းနဲ့လေပင်ကိုလက်ဖြန်နဲ့ကာထားဖို့လုပ်တယ်။ဒါဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့ဒီကျွန်တော်တို့ခနာကိုမှာအတက်အန်ရဲ့အတွက်အထီးကိုင်းနိုင်ဆုံးအရာကခေါင်းနဲ့လေပင်ပဲပေါ့နော်။အဲ့ဒါတွေကိုတခုခုဖြစ်လာရင်ကာကွယ်ဖို့ဆိုတာကဒီခေါင်းနဲ့လေပင်ကိုကာကွယ်နိုင်ဖို့အတွက်လက်ဖြန်ကို အတုံးပြုတ်ဖို့လိုတယ်ပေါ့နော်ဖြစ်နိုင်လေဆိုရင်တော့စပွဲခုံအောက်တွားတာကောင်းတယ်ဒီညမှာတချို့တွေကဘီဒူဘီနာမှာတွားနေတာမျိုးတွေလောက်တာမျိုးရှိတယ်မလောက်ပါနဲ့ငလင်ကအရန်ကိုပြင်းတဲ့အခါကျရင်ဘီဒူကကိုယ့်ပေါ်ကိုလှဲကြလာနိုင်တယ်ပြီးရင်နောက်တစ်ခုကတချို့တွေကငလင်လောက်တဲ့အခါကျရင်နယံနားမှာတွားကတ်တယ်အဲ့တော့အဲ့ဒီနယံကဒီအပေါ်မှာချိတ်ထားတဲ့ပစ္စည်းတွေကရုတ်တရက်ကျလာရင်ကိုယ့်ကိုအလွယ်တကူထိခိုက်နိုင်တယ်အခမ်းမတင်အတက်အနေတော့ရှိနိုင်တယ်ပေါ့နော် ဒါမှမဟုတ်ဒီအပြင်ဖက်နဲ့နီးတဲ့နေရန်တွေပေါ့နော်ဒီပရင်ပေါက်တွေရှိတယ်အခန်းရဲ့ဘေးမှာကာထားတဲ့နေရန်တွေဆိုရင်အကယ်၍ကိုကစပွဲခုံနေမရှိဘူးနေရန်နာကတ်မယ်ဆိုရင်တော့မှအခန်းရဲ့အတွင်းဖက်မှာရှိတဲ့နေရန်ပေါ့နော်အပေါ်မှာဘာအရာဝတ္ထုမှမရှိပဲနဲ့အဲ့ဒီအခန်းရဲ့အပေါ်မှာဘာအရာဝတ္ထုမှမရှိတဲ့အခန်းရဲ့အတွင်းဖက်မှာရှိတဲ့နေရန်ဘေးနားမှာ ကတ်နေပေါ့နော်အဲ့လိုမျိုးကတ်နေပြီးတော့ကျွန်တော်အခုပြောခဲ့လို့ပဲဒီဝက်ချထားမယ်အကာအွယ်ယူတဲ့ position နဲ့ပဲနေမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အထက်မြင်တိုက်ပေါ်မှာရောက်နေတဲ့အလွယ်တကူဆင်းမပြေးနိုင်ဘူးအပြင်ကိုထွက်မပြေးနိုင်ဘူးဆိုရင်လောရမှာပေါ့နော် အကယ်ကိုအောက်ဆုံးထပ်မှရောက်နေရဆိုရင်တော့ချက်ချင်းအပြင်ကိုပြေးထွက်ပြီးတော့ဒီတိုက်နဲ့ဝေးနိုင်တဲ့မြောက်ဝေးတဲ့နေရာမှာနေရမယ်အဲ့ဒါပြီးတော့အဲ့ဒီနေရာမှာဝက်ချပြီးတော့အကာအွယ်ယူရမယ်ပေါ့နော်အကယ်၍ကိုက ငလင်လောက်တဲ့အချိန်မှာအဲ့ရပေါ်မှာရောက်နေတယ်ဆိုရင်တဲ့ဒီကိုကအိတ်နေတာကိုမထားလိုက်ပါနဲ့ပေါ့နော် ပြီးရင်ခေါင်းအုံးကိုရဲ့မျက်နှာပေါ်အုပ်လိုက်မယ်ခေါင်းအုံးကိုကိုရဲ့ခေါင်းပေါ်မှာထားလိုက်မယ်ပေါ့နော်ပြီးရင်လက်နဲ့အုပ်ပြီးတော့အကာအကွယ်ယူထားလို့ပြောတယ်အကယ်၍ကိုကအဆောက်အဦရဲ့ပြင်ပမှာဆိုရင်တော့ဒီမိကျိုးတွေတတ်တိုင်နေတဲ့ဝေးရအပင်အမြင့်တွေပေါ့နော် တစ်ကိုင်းကြိုးချနိုင်တဲ့အပင်အမြင့်နေတဲ့ဝေးရအဆောက်အဦအမြင့်နေတဲ့ဝေးရမှာတွားပြီးတော့ဝက်ချပြီးတော့အကာအကွယ်ယူထားတယ်လို့ပြောတယ်။အကယ်၍ကကားမောင်းနေရင်တန်လန်းနဲ့ငလင်လောက်တယ်ဆိုရင်ကားကိုလမ်းဘေးမှာချက်ချင်းချရက်ပြီးတော့ငင်းငိမ့်လေးပဲနေတဲ့နေပေါ့နော်။ကိုကဝီချဲလိုမျိုးဟာနဲ့ရှိနေတယ်ဆိုရင်လည်းပဲကျွန်တော်တို့ကချက်ချင်းမြေကြီးပေါ်တွားဖို့မလွယ်ဘူးပေါ့နော်။အဲ့ဒီဝီချဲကိုလုံးဝလော့ချလိုက်ပြီးတော့ကိုယ့်ရဲ့ခေါင်းနဲ့လက်ပင်ကိုတထောင်စင်းနဲ့ဒီလက်ဖြန်နဲ့ကာထားဖို့လိုတယ်။ ဲ့တော့ဘယ်နေရာပဲရောက်ရောက်ကျွန်တော်တို့ဝတ်ချမယ်အကာအကွယ်ယူမယ်ဒါကို လုံးဝမမေ့ပါနဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေပြောစကားအရဆိုတော့မြန်မာနိုင်ငံလိုမျိုးငလင်ခဏခဏရှိနိုင်တဲ့ငလင်ပြက်ကျော်ရှိတဲ့နေရာတွေဆိုရင်တော့တဲ့ဒီလိုမျိုးဝတ်ချအကာအကွယ်ယူစောက်ကင်ထားတဲ့ position ကို train လောက်တာကိုတလားမှာတစ်ခါလောက်တော့လုတ်တဲ့နယ်လို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့အကေရဲ့ရုတ်တရက်အခြေအနေတွေပေါ့နော်ဒီလိုမျိုးအရေးပေါ့ ငလင်လောက်တာတဲ့အချိန်ကျရင်ကျွန်တော်တို့ရဲ့ဗီဇာအရာချက်ချင်းအပြင်ကိုပြေးထွက်တတ်တယ်ပေါ့နော်အဲ့တော့လှုပ်နေတဲ့အချိန်ကဒါစက္ကန့်ပိုင်းမိနစ်ပိုင်းပဲကြာတယ်ပြီးခဲ့တဲ့ဒီနေ့ကျွန်တော်တို့လှုပ်ရတဲ့ငလင်ဆိုရင်ဒါမိနစ်ပိုင်းပေါ့နော်တချို့တွေကတမင်းလို့ပြောတယ်တချို့တွေက9မိနစ်လောက်ထိတော့ပြောတယ်အဲ့တော့လှုပ်နေတဲ့အချိန်အတွင်းမှာတော့ဒီလိုမျိုးဝက်ချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမယ် ငလင်လှုပ်တာပြီးွားတာနဲ့ချက်ချင်းဒီအဆောက်အဦထဲကနေအပြင်ကိုထွက်ဖို့လိုတယ်ပေါ့နော်ငလင်လှုပ်နေတော့ထွက်တာမဟုတ်ပဲနဲ့ငလင်လှုပ်လို့ပြီးွားတာနဲ့ချက်ချင်းအပြင်ကိုအမြန်ဆင်းပြီးတော့ထွက်ဖို့လိုတယ်ပေါ့နော်လှုပ်နေတော့တလမ်းမှငလင်လှုပ်နေတော့တလမ်းမှကတော့အထက်အမြင့်မှလည်းရောက်နေတယ်ဆိုရင်တော့ဝက်ချမယ်အကာအဝယ်ယူမယ်စုပ်ကင်ထားမယ်ပေါ့နော်စုပ်ကင်ထားတာကဒီစပွဲတစ်ခုခုပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပေါ်မှာအကာတစ်ခုခုပေါ့နော်အဲ့ဒီအရဲ့ ဒီတိုင်ကိုစုပ်ကင်ထားဖို့လိုတော့ဗောနော်အကယ်၍ငလင်လှုပ်လို့ဒီစပွဲကလိုက်ရွေ့ပါတယ်ဆိုရင်တော့ကိုကပါလိုက်ရွေ့ပါဆိုပြီးတော့သူကပြောပြထားတယ်ဗောနော်အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါကျရင်တော့ဒီတုံးခုကိုလုံးဝမမိနဲ့ဗောနော် drop ကပါ hold on ဝတ်ချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမယ်ဒါလေးကိုလုံးဝမမေ့ပါနဲ့ဒုတိယနာဖြူချက်တွေရာဒီလိုမျိုးလုပ်တဲ့လူတွေကပို့ပြီးတော့အန်ရည်ကင်းပါတယ်ဘေးကင်းပါတယ်လို့ပြောတယ်ပေါ့နော်ဗီဒီယိုဒီတိကြည့်ပြီးတဲ့တချောင်းလို့ကျေးဇူးတင်ပါတယ်အဲ့တော့မိတ်ဆွေကိုယ်တိုင်လည်းဒီငလင်လိုမျိုးတဘာဝဘေးအန္တရာယ်တွေတခြားတော့ဘေးအန္တရာယ်အမျိုးမျိုးကနေပြီးတော့လုံခြုံစိတ်ချဘေးကင်းတဲ့နေရာရောက်နေပါစေအဆက်ဆက်ရရအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဟောမိတ်ဆွေ ျွန်တော်ဆက်ပြီးတော့အကျိုးရှိတဲ့ content တွေအကြောင်းအရာတွေကိုတင်ပေးမှာဖြစ်တဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားနိုင်ပါတယ်ဒီ video ဒီပါမယ်အဆုံးတက်ပေးပါမယ်ကျေးဇူးတင်ပါတယ်